ဒီနေ့ရောရောဘုံတို့ကိုအစလားလေးတစ်ခုပြောပြပေးမယ်အတူကောက်စလုံးလေးပေါ့နော်ဘာလေးလဲဆိုတော့ soul ka mal soul ka mal ဆိုကမဆာကအမှန်တိုင်းပြောရရင်ပုံပွင့်လေးလင်းပြောရရင်ဆိုတဲ့အတိတ်ပဲပေါ့နော်အဲဒါဆိုတော့သူရဲ့အရှိကောက်ကကြတော့ဆူချစ်ခေကာနိုခိုမာရဲဆိုဆိုတဲ့ဟာကနေလာတဲ့အဲ့ဒါမှမဆူချစ်ခေရဲ့ဆိုးကိုယူတဲ့ကာနို ခိုးဆိုတဲ့ကားကိုယူတယ်ပြီးတော့မာထဲဆောဆိုတဲ့မာလ်ကိုယူလိုက်တယ်ဗောနော်အဲဒါမလို့ဆိုလ်ကာမာလ်အဲ့ဒါဘယ်လိုသုံးလဲဆိုတော့အမှန်တိုင်းပြောရရင်อืมဒီရုပ်ဒီရုပ်ရှင်ကတိတ်မကောင်းပါဘူးမာဆိုကာမာယောင်ဝါကချဲမီအော့ဖ်ဆောဟုတ်နော်ချဲမီအော့ဖ်ဆောအမှန်တိုင်းပြောရရင်อืมဒီစားခတ်တယ်ဆိုရင်စစ်ကြဲကနော်မှုအော်ဒီယိုဝါ ဟုတ်နော်ဒါမှမဟုတ်အမှန်တမ်းပြောရရင်နေ့ရက်အစီအစဉ်ပေါ့နော်နေ့ရက်အစီအစဉ်ကတော့음မကြိုက်ဘူးနည်းနည်းစန့်ကျင်ဘက်ပဲအဲ့လိုမျိုးဆိုရင်ဆုကမနာနိုနီခေဝက်နီခေဝက်ရဲ့ဘန်ဒေယာဘန်ဒေယာအဲ့လိုမျိုးလေးတွေပြောလို့ရတယ်ဟုတ်ပြီနော်အာအီယုံဝကူးချေမီချီအီယုံဝကူးချေမီချီအဲ့တော့ဆုချီခီနာနိုနိုချေမီယောဆော ဆိုချစ်ခိနာနော်နိုးချမ်မီယောဆောအဲ့မှာကူးချမ်ဆိုတာအဲ့ဒါလေစလန်လေးပေါ့နော်အတူောက်ပြောသွားတဲ့ဟာလေကူးချမ်ဆိုတာစိတ်ဝင်စားဖို့ကောင်းတယ်ပြောဖို့ကောင်းတယ်ဟာနော်ဒီရုပ်ရှင်ကတော့အာကြည့်လို့ကောင်းတယ်ကြည့်လို့ကောင်းတယ်မလားလို့မေးလိုက်တော့အာနေကိုနိုးချမ်စိတ်ဝင်စားဖို့လည်းမကောင်းဘူးဒါလေတစလန်လေးပဲပေါ့နော်စလန်လေးပေါ့နော်ကဲအဲ့ဒါဆိုရင်ဒီဆိုကာမနဲ့노잼လေးရသွားမယ်ပြောကူးချမ်းလေးရသွားမယ်အဲ့ဒါလေးတွေမှတ်ထားမယ်ဆိုရင်စကားပြောတဲ့အခါမှာအာပို့ပြီးတော့မှအာပို့ကောင်းတာပေါ့နော် ကဲအားလုံးပဲနောက်ထပ်သင်ခန်းစာမှာထပ်တွေ့ပါမယ်တတ